ဟယ်လိုအားလုံးများပါရှင်ဒီနေ့ကတော့တတိမုတ်လို့နာမည်ကြီးနေတဲ့မုတ်ကလေးပေါ့နော်ကျမရောင်မလေးရာစားခြင်းနဲ့ဆိုလို့ဒီနေ့တော့တတိမုတ်ဆိုရဲမုတ်ကလေးလုတ်ဖြစ်ပါပဲရှင်ဒီတတိမုတ်လေးရာကျွန်တော်တို့ချောင်းသာမှာလည်းရောင်းနေလို့ပြောတယ်ပေါ့နော်ကျမချောင်းသာဆိုလို့ရှိရင်ဟာဟယ်လိုဝါပဲစားနေကြဆိုတော့ဒီတတိမုတ်လေးကိုမသိဘူးပေါ့နော်ဒီမုတ်ကလေးရာဗာနဲ့တူလဲဆိုတော့အုံလုံးကောင်းကြီးငချိတ်ပြင်းလေးနဲ့တူပါတယ်ရှင် အရင်ဆုံးကျမတို့တွေကောင်းငင်းငချိတ်ကိုနှုတ်စီဖို့နဲ့တုံးလုံးကောင်းငင်းရိုးရိုးကောင်းငင်းအဖြူကိုကတော့နှုတ်စီဖို့နဲ့တက်လုံးပေါ့နော်အဲဒါဝယ်လာတာလေးကိုကျမတို့တွေတန်ရှင်းစင်ကြအောင်အထက်ထက်စီးကြောပြီးတော့သူ့ကိုတ냐လောက်စိန်နာပါမယ်ရှင်။ကောင်းကင်းလေးတွေကိုတ냐ရေစင်ပြီးပြီဆိုလို့ရှိရင်တော့ကျမတို့ပေါင်းဖို့အတွက်ပြင်ဆင်ပါမယ်။ ။ကောင်းကြီးဖောက်မှုတွေကိုအုံလို့အနှစ်ပေါ့နော်။ကျွန်မ160 ml ရှိတယ်။အုံလို့အနှစ်ပူလေးတစ်ပူသုံးပါရယ်။နောက်ပြီးတော့တကြားညို့ထမင်းစားစွန်၅စွန်ထည့်ပါရယ်။စားကိုလက်ဖက်စားစွန်တစ်စွန်နဲ့ရေငချင်းဖန်ခွက်နဲ့ငါးခွက်စာထည့်ပြီးတော့ပါဝင်ပစ္စည်းတွေကိုရောသမားမွေသွားအောင်တည်တည်ချာချာလေးမွေပြီးတော့ကျွန်မတို့ရေခန်းဝါတဲ့အနေထားလောက်ထိပေါင်းသွားပေးလိုက်မယ်ပေါ့နော်။ ရေခမ်းကန်နေအနေထားလေးမှာကျမတို့ရေထောဘက်ကိုထမင်းစားစုံ၅စုံလောက်ထည့်ပြီးတော့ထပ်ပြီးတော့မှုသွားပေးလိုက်ပါရရှင်တော့ကောင်းရင်ထဲမှာရေလေးတွေအနေငယ်ရှိသေးတယ်ပေါ့နော်ရေခမ်းကန်နေအနေထားလောက်မှာပဲထောဘက်လေးထမင်းစားစုံ၅စုံထည့်ရဲစားကတော့ကျမခုနကပြောထားတဲ့အချိုးတိုင်းပါပဲခုနထည့်ထားတာကလက်ဖက်စားစုံတစ်စုံမရှိတဲ့အတွက်ကျမနည်းနည်းလေးထည့်ထည့်လိုက်ရှင်ဖြစ်ပါရရှင် အဲ့ထထဲလိုက်တဲ့စားနဲ့ထောပတ်နေကြအောင်တရားလေးရောသမမွေးသွားအောင်မွေးပြီးတော့အဖုံလေးဖုံပြီးတော့ရေခမ်းတဲ့ထိချက်မယ်ပေါ့နော်ရကောင်မျက်စံလေးရချက်သွားပြီဆိုလို့ရှိရင်တော့ကျမတို့မုတ်ဖုံးမဲ့ဘန်လေးတဲ့ကိုထည့်လိုက်ပါမယ်ရှင်။ကောင်လေးကိုဘန်နဲ့ထည့်ပြီးပြီဆိုရင်တော့အုံလို့အနှစ်အတွက်ပြင်ဆင်ပါမယ်။ရချုံမုတ်မင်းစားစုံ၅စုံကိုဂျီနဲ့တတိယလေးဖြောပါရယ်။ကျမအခုလုပ်ပြရတာလေးတွေကမုတ်တပန်းစာအတွက်ပဲလုပ်တာဖြစ်တဲ့ကျမနှစ်ခါနှစ်ခါစီလုပ်ပါရယ်ရှင်။ ဒါအရင်ဆုံးတပန်းစာအတွက်ပဲပြုလုပ်တာမို့လို့ကျွန်မရိုက်ပြထားတဲ့အထက်မှာတော့တပန်းစာအတွက်ပဲရှိပါတယ်။ချုံမုံနဲ့ရေနဲ့ကိုတသားရဲ့ဖြစ်သွားအောင်တတိချာချာလေးဖြော်ထားလိုက်ပါမယ်ရှင်။ ချုံမို့ဖြိုပြီးပြီဆိုလို့ရှိရင်တော့အုံတို့အနှစ်တွက်အုံတို့ဘူးကြီးပေါ့နော်400မှာဘူးကြီးတစ်ခုသုံးပါရတယ်။တခြားအထမင်းစားစုံ၅စုံထည့်ပါရတယ်။စားဟုတ်လည်းပဲစားစုံတစ်စုံနဲ့ခုနကဖြိုရတဲ့ချုံမို့အကြီးလေးနဲ့ပေါ့နော်ထည့်ပြီးတော့တည်တည်ချာချာလေးပြစ်ပြီးတော့ပေါ့နော်ညောင်စည်းကြတဲ့အနေထားတော့ဒီကိုကြိုးပွားပေးလိုက်ပါမယ်ရှင်။ အုံးတို့တွေကပြစ်ပြီးတော့ညောင်စီကြတဲ့နေထားရောက်ပြီဆိုလို့ရှင်เนาะကျမတို့ခုနကထည့်ထားတဲ့ကောင်းငင်ပန်းလေးကိုပေါ့เนาะလောင်းထည့်လိုက်ပါမယ်ရှင်ဒါကကျမတပန်းစာအတွက်ကိုအရင်ကြူတဲ့အုံးတို့အနည်းဖြစ်ပါတယ်ရှင် အဲ့တော့အုံလို့နှစ်လေးထည့်ပြီးမှဆိုရင်တော့မျက်နှာပြင်လေးတွေညီွားအောင်လို့မုတ်ခွန်းလေးကိုဒီချာလေးလုပ်ပြီးလိုက်ပါမယ်ရှင်။အခုနအချိုးစားတိုင်းပဲထက်ကြိုပြီးတော့ထထဲရပါတော့နောက်တစ်ပန်းဟောပါ။အဲ့တော့တခါတည်းကြိုလဲရပါတယ်ရှင်။ကျွန်မကအခုမှပထမဆုံးစမ်းလုပ်တာဖြစ်တဲ့အတွက်ပအောင်ပစ္စည်းတွေကိုသိမချိန်စားတတ်သေးတော့လေ။အဲ့တော့နှစ်ခါကြိုလိုက်ရခြင်းဖြစ်ပါတယ်ရှင်။ မုတ်ဘုတ်ဝက်ပန်းနဲ့ကိုရေနွေးလေးထည့်ပြီးတော့ကျမတို့ရေ180 degree Celsius နဲ့မိနစ်30လောက်ဖုံလိုက်ပါရရှင်။အိမ်မှာရှိနေတဲ့မုတ်ဘုတ်ဆက်အသေးလေးနဲ့ပဲဖုံလိုက်ပါရရှင်။မုတ်ဘုတ်ဆက်မရှိတဲ့သူတွေကလည်းမီးသွေးမီးဖို့နဲ့ကျမတို့အပေါ်မီးအောင်မီးလေးနဲ့ပေါ့နော်။ကျမတို့ဟိုးရေနှောင်းအောင်ဆိုမုတ်ဘုတ်ဆက်တိမရှိဒီလိုပဲမီးသွေးနဲ့ဖုံနေကြပါတော့နော်။အဲမီးသွေးလေးနဲ့ပေါ်မီးအောင်မီးလေးနဲ့ဖုံလို့လည်းရပါရရှင်။ ကဲခုဆိုလို့ရှိရင်တော့မုတ်တပန်းကတော့အရင်လိုရသွားပါပြီရှင်နောက်တစ်တပန်းထပ်ဖို့ကဲပေါ့နော်ခုဆိုရင်တော့ကောင်းကြီးငချိတ်အုံလို့ပြင်လေးရတော့ရသွားပါပြီအဲအများခေါ်ကတော့တတိမုတ်လို့ခေါ်ကြတာပေါ့နော်အုံးလို့လေးမှုမှုလေးနဲ့အရန်ဆားလို့ကောင်းပြီးတော့အရသာလည်းအရန်ရှိတယ်တကယ်ကိုတတိမုံနဲ့တုတ်တာမုံလေးပေါ့နော် ပေါ်ကအုံလို့သားလေးရညညဆူဆူလေးနဲ့လေးအရန်ကိုမှဆားလို့ကောင်းပြီးရတာရှိပါတယ်။ဒီဒီနေ့ကတော့ရောင်းမလေးအရန်ကြိုက်တဲ့တထီမကိုလူကျွေးဖြစ်တာဖြစ်ပါရဲ့ရှင်။ My page လေးကို follow မလုပ်ခဲ့ရသေးရင် follow ခဲ့ပြီးကြပါဦးနော်။ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးကြပါဦးရှင်။တက်တော့မှလည်းအပေါင်းလေးနှစ်အတည်းလေးပြီးခဲ့ပြအောင်နော်။ထပ်ဖလို့မှပြန်တွေ့ပါမယ်။ Bye bye ။